ုတ်ကဲ့မင်္ဂလာပါဗျာဒီမှာဆင်တော့ကျွန်တော်ဒူးရင်ပင်ပေါ့နော်ဒီပင်ကကျတော့ဒူးရင်ပင်တစ်နှစ်တစ်နှစ်သားအရွယ်ပေါ့နော်မြေချတာတစ်နှစ်ရှိပါပြီဒီဒူးရင်ပင်ကိုကျွန်တော်မျောတာထည့်ရင်ဘယ်လိုထည့်မယ်ဆိုတာကိုကျွန်တော်ဒီခါရိုက်ပြသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်နဲ့တူလိုက်ပါကြည့်ပေါ်ရန်အတွက်ဖိတ်ခေါ်ပါတယ်တဒူးရင်ပင်ကိုမျောတာထည့်မယ်ဆိုရင်တော့ကျွန်တော်ဒီဒူးရင်ပင်ပင်ချေမှာပေါ့နော် ပင်ချေမှာမထည့်ရပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီကမျောစာက သူရဲ့တက်စပေါ်ရပါတော့မျောတာကပူတယ်ဒါကြောင့်မလို့ဒီအမြစ်တွေပါပြီးပုတ်သွားမှဆိုရင်ရတယ်ပေါ့နော်ဒါကြောင့်မလို့အပင်နဲ့ဒီနည်းနည်းအခွာလေးမှာကျွန်တော်ပေါက်ပြားနဲ့ဆွမယ်ပေါက်ပြားနဲ့ဆွပြီးရတယ်အဲထဲမှာမျောတာလေးတွေထည့်မယ်ပေါ့နော် ကြဒါတွေကကြတော့သဘာဝသဘာဝမြေဝဇ္ဇာတွေဖြစ်ပါတယ်မြက်6တွေပေါ့နော်မြက်6တွေဒီနမချမ်းမှာရှင်းလာတဲ့ပေါင်းမြက်တွေကိုသူအပင်ချင်းမှာပြန်ပုံထားပဲဖြစ်ပါတယ်ဒါကြတော့အပင်အတွက်သဘာဝမြေဝဇ္ဇာလည်းဖြစ်တယ်ခင်ဗျာဒီလားလားအပင်အရင်းနဲ့ပေါ့နော်ပင်စီနဲ့နည်းနည်းခွက်ခွက်လေးဆိုရင်ဒါလေးပုံဖော်ပြရတယ်ဒီထဲမှာကျွန်တော် မျောသားထည့်လို့ရပါပြီခုဒီမှာဆိုရင်တော့မျောသားပေါ့နော်မျောသားထည့်ဖို့ရန်အတွက်ဒီပင်စီနဲ့ပင်စီနဲ့ခွာလေးပေါ့နော်ခွာတလလလေးမှာဆိုတော့ကျွန်တော်ပေပတ်ပတ်လေးမှာဒီမျောသားထည့်ဖို့ရန်အတွက်ကျင်းလေးတွေမြောင်းလေးတွေတူထားပါတယ်ဒီထဲမှာမျောသားထည့်လို့ထည့်ပေးရပါတယ်ခင်ဗျဒါလေးကကျတော့ကျွန်တော်ဒီမိချတာတနစ်အရွယ်ပေါ့နော်တနစ်အရွယ်လေးဖြစ်ပါလေ ဒီပင်စီပေါ့နော်ဒီပင်စီရဲ့ဒလလောက်အခွာလေးမှာမျောတာကိုနည်းနည်းချင်းချင်းချပေးရပါလေအရင်များလို့လည်းမရဘူးပေါ့နော်အရင်များရင်လည်းအပင်အမြစ်တွေပုတ်ခုမှကြောက်ရတယ်ခင်ဗျာနော်တွားကြတော့ဒီဒူးရင်းပင်ကကြတော့ရေကိုကြိုက်တယ်ဒါပေမဲ့ရေဝတ်ခံလို့မရဘူးပေါ့နော်ရေဝတ်တာနဲ့တွားရေဝတ်တဲ့နေရာတွေဆိုမကြိုက်ဘူးခင်ဗျာနော်ဒီမျက်ချောက်တရားကြတော့ကျွန်တော်သဘာဝမြေသွေးတွေပဲဖြစ်ပါတယ်ဒီခြံမှာထွက်တဲ့မြေသွေးတွေပေါ့နော် မိသေးသေးကိုကျွန်တော်ဒီမှာပုံထားပဲဖြစ်ပါတယ်ခင်ဗျာဒီပင်လေးကကျတော့အရွက်တိမတင်ရသေးဘူးနော်အမှန်တိုင်းဆိုရင်ကျွန်တော်မလိုအပ်တဲ့အရွက်တွေအညစ်တွေကိုသူကခုတ်ပေးရတယ်ဖြတ်ပေးရတယ်ဖြတ်တောက်ပေးရတယ်ခင်ဗျာဟာကျွန်တော်ဒူးရင်ပင်အကြောင်းကိုနောက်ဆင်တော့အသေးစိတ်ပါနော်အသေးစိတ်ရှင်းပြပေးပါမယ်ဒီဒူးရင်ပင်ကျတော့မျိုးကောင်းမျိုးတန်နေဖြစ်တယ်ခင်ဗျာနော်ဟုတ်ကဲ့ပါအဲကလေးကျွန်တော်တစ်ပင်စိုက်ပင်နေပါနော်အကြောင်းကိုလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ YouTube ကို subscribe လုပ်ပေးဖို့ရန်အတွက်ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်